ိတ်သက်များအလုံးမဲမိနာပါရှင်။ဒိတ်သက်များအလုံးကိုကျမတို့ရဲ့ Joy Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ Channel လေးကနေတရေဆန်တဲ့ကောင်းများစွာကို နေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှတင်ဆက်ပေးမှာကတော့ရီရင်းနေရတစီဆိုတဲ့ဇလန်လေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်လေးမစတင်ပြီးကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ဇလန်တိများစွာကိုမလွတ်တမ်းသာရှင်နိုင်ဖို့ဘေးနားအနုတီခေါင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ ဒါဆိုရင်ဇလန်းလေးကိုကိုပဲစတင်လိုက်ပါပြီ။ရောင်မထွက်သေးတဲ့ခြံကိုကြည့်ပြီးတော့ဥမောက်တဲ့စိတ်ညစ်နေမိရော။ခြံထဲမှာလည်းမြေရိုင်းနေနဲ့ပြည့်နေနေလိမ့်မယ်။ရှုပ်ဝနေတဲ့တီဟိုတီးရီယာနဲ့မြေပေါ်မှာဖူးဖေးနှုတ်နေကြတယ်။ရေရင်းကိုစစစဆိုင်ကြည့်ပြီးတော့တပြင်းချလိုက်မိရော။အခုချိန်ဆိုရင်တော့တီးပင်စားပင်တွေဝဝေဆဆနဲ့အေဂျင်စွာနေထိုင်ရမယ့်ခြံအောင်ပြုစုဆောင်ရှောက်မိတို့မရှိဘဲနဲ့ပိုင်ရှင်မိတို့ဖြစ်နေရော။တစင်ရမျိုးလင်းထားခဲ့တဲ့အိမ်မက်လေးတခုပျောက်ကွယ်သွားခဲ့ရတာကြောင့်ရီရင်းကိုနာကြီးစွာကြည်လိုက်မိလျော်ရယ် ချောင်းကြည့်ရှုဆောင်ရှောက်ပြီးမင်းလို့ဆိုခဲ့တယ်။ဘေးချံဥတည်မြောင်နဲ့ဘေးစီဘဝကိုရောက်သွားခဲ့နေရဲ့မသိတော့ပါဘူး။အိတ်ချံနဲ့ရောင်းပြီးသွားကြောင်းသိလိုက်ရလေရော။မျက်ပင်အနေနဲ့ပြင်းနေတဲ့ချောင်းကိုကြည့်ပြီးတော့လွန်ခဲ့တဲ့နေ့လတာကာလအဖြစ်ပြက်တွေကိုပြန်နေမြောင်လာမိရော။ချောင်းကိုလက်ပတ်ကြည့်ပြီးတော့ဥမောင်းတင်လို့ဇနီးမောင်နဲ့သဘောကျနေကြတယ်။ပြင်စီယူပြီးနောက်ပိုင်းတော့တိပင်စားပင်နဲ့စိုက်ပျိုးရေးနိုင်ပါရင်နေမယ်လို့စိတ်ကူးထားတဲ့အတိုင်းပဲစူဆောင်းထားတဲ့ငွေကြေးနဲ့ အင်္လာတုံမျိုးနယ်အတရာချန်တချာကိုဝယ်ယူဖို့လာရောက်ကြည့်ရှုနေကြခြင်းဖြစ်ပါ යි ။ချန်လင်းအတော်ကြဲရင်လို့ပြောပါမယ်။ပေနေရာပတ်လည်ရှိတဲ့ချန်လေးမှာချက်ကြီးဥပပတ်လေးမှာတီဟိုပင်နေစိုက်ပြထားတယ်။ချန်နောက်ဘက်မှာမလက်ကာပင်၃ပင်သာရှိပြီးရောအပင်ကြီးဟူ၍ချန်ရှိမှာတရက်ပင်ကြီး၁ပင်သာရှိနေရော။တရက်ပင်ကြီးနဲ့မလန်မကန်မှာရေလွှဲတစ်ခုရှိပြီးရောအလုံးမပြူတာကြာမြင့်နေပြီဖြစ်တာကြောင့်တရွေဆွေရင်နဲ့ပြင်းနေနေရော။ကိုမောင်ချက်ဝဲတာကတော့ဟုတ်ပါပြီ။ အင်းအားထက်ဆောက်ရအောင်ပါဗောနော်။အင်းအင်းအားကိုကြီးကြီးကျယ်ကျယ်မလိုပါဘူးကွာ။တို့ကလည်းမိသားစုဆိုလို့တော့ပဲရှိတာ။တမီကြီးတို့ဒီမြာဒုနဲ့တူနေရမှာမဟုတ်တာ။ပြောတာပဲ။ပြီးတော့မှသူ့ရဲ့မြင်းလေးကိုတွေ့ချင်လို့လာလေချောင်းဆိုပြီးခေါ်အောင်မေ။လာလေလေအញိုင်းညစ်နေမှာမဟုတ်တာ။ပြောလို့ရမလား။ရုံပြရဲ့ဆိုညလာအချင်းအိတ်မှာပေါ့။သုံးပြီးနှခမ်းလောက်ဆိုလုံလောက်ပါတယ်မမွေးရဲ့။တတိုင်းပဲဆောက်ပါကိုမောင်ရဲ့။အသက်ကြီးတိုင်းတတိုင်းရကျမကြီးအတွက်ကောင်းနေ။ တိုင်ရင်ပူလီပဲစောက်မယ်မမို့ရဲ့တတိုင်းရာကြာရင်ဆွေးမယ်ပြပြင်ရရဲ့စီးရင်ရှိတိုင်ရင်ဆိုရင်သားစီမီးဆက်နေရောပဲဒီနားမှာခြံတွေကြီးပဲနော်လူနေရာလည်းမတွေ့ဘူးအချို့ခြံတွေဆိုရင်ခြံခက်ထိုင်းုံရှိသေးတယ်ပြီးပြင်စားပြီးမယ်စားကြတော့အလုံးသမားတွေမနေကြအောင်လေဒီချိုကြတော့မေဘုံဝေရှန်လေးနဲ့ခြံဝေထားကြတာဈေးတရင်ပြောင်းအောင်ပို့လေဩအဲ့လိုလေရှိသေးရောတွားရည်လာရေတော့နည်းနည်းခက်တယ်နော်ကားရှိနေရပြီကွာဘာလို့လို့လဲဘယ်လိုလဲ ချက်ဝင်ချင်တာဦးလေးဇနီးနဲ့စကားပြောဆိုနေရတာနဲ့ချက်ဝဲစားမျိုးသားမေးလိုက်တာကြောင့်ပွဲစားကိုလဲကြည့်လိုက်တော့တယ်ကြိုက်ပါတယ်ဈေးတော့နည်းနည်းကြီးမှဖြစ်မယ်ဒါဆိုချက်မရှင်နဲ့တောက်တူပြီမယ်နီဦးလေးဘယ်နည်းတော့အားတယ်လေခင်ဗျအားပါရင်ချက်ရှင်ကဗမာနေရာမို့လို့လေဝါယာလက်မှာနေရာပါဦးလေးရဲ့အခုအားလားတခါရင်တွေ့လိုက်ချင်တယ်အစီအပြာပေါ်ဦးလေးရဲ့ကျွန်တော်နိုင်ဖို့ဝေးပါမယ်ဒီနေ့တူပါလာတဲ့နေစီပန်နဲ့ စပယ်ပန်းရင်းတဲ့နေရာဥမောင်တင်တို့မိသားစုရဲ့စိတ်ကိုကြည်နူးစေ။မှုလိုက်တာစိတ်ကိုလန်းဆန်းသွားပါပဲ။အဲ့ဒါဟိုဘက်ဆံမှာစိုက်ထားတဲ့ပန်းနေရာလာရဲ့အနံ့လေးတမီးရဲ့ဟေးဟုတ်လား။တမီးတို့လည်းပန်းဆိုင်ကောင်းမယ်နော်ဖေဖေ။ပန်းတော့မစိုက်ချင်ပါဘူးတမီးရဲ့။တမီးစိုက်ချင်ချက်ပပက်လေးမှာစိုက်ပေါ့။ဖေဖေကတော့ကီလိုမလကာပင်နဲ့တခြားသီးနှံပင်တွေစိုက်ချင်နေ။အပင်စိုက်ဖို့အလို့သမားတို့ခေါ်မှာပေါ့နော်ကိုမ။ခေါ်မှာပေါ့။ ကိုရံဘယ်လုပ်နိုင်မှာမလဲမမွေးရဲ့ဖဖေသမီးအိမ်မမဲစောင့်တော့သမီးဒီနေရာကိုသဘောကျရင်စောင့်ဖို့ပြောထားပြီးပြီသမီးရဲ့တလာအတွင်းအပြီးစောင့်ရမယ်တကြံပြီးရင်တော့မိုးကလာတော့မှာအိမ်စောင့်ပြီးရင်တော့ဒီချမ်းကိုပြောင်းပါလားဖဖေပြောင်းပါဖို့သမီးရဲ့ဒါဆိုသမီးတို့အခုနေရတိုက်ခန်းဘယ်လိုလုပ်မှာလဲမမတို့ကိုတင်ထားမှာလားဟုတ်တယ်သမီးရဲ့သူတို့လည်းအိမ်ကားနေရရှာရင်ဒီမှာလေဒီချမ်းကိုပြောင်းပြီးရင်တော့အေးအေးဆေးဆေးတရားထိုင်လို့ရပြီ။ ဟိုမှာတနေ့ကလူတန်ကားတန်နေနဲ့တရားလေးအေးအေးဆေးဆေးမထိုင်ရဘူးကျုံလေးဒီချမ်းမပဲခေါင်းချဖို့စိတ်ကူးထားတယ်မမွေရဲ့ကျမလေးဒီချမ်းကိုအရင်သဘောကျနေပြီလေကောင်းလေတန်လေးရတယ်စိတ်ငြိမ်နေတမီးလေးကြိုက်တယ်ဖေဖေတရက်ပင်ကြီးကအဖူးတောင်ဖူးသေးပါလားတရက်ဖူးဖူးရမယ့်ရာသီအောင်ရောက်နေပြီတချို့ပင်တွေဆိုတီးခင်းအောင်လိုက်နေကြပြီဖူးတာနောက်ကျလို့နေမှာပေါ့မိုးကြမှာဖူးတဲ့ပင်တွေလည်းရှိပါတယ်တရက်ပင်ကိုကြည့်ရတာရှင်ွဲပင်ပဲဖြစ်မယ် ကဲဖေဖေတို့ပြန်ကြရအောင်တမီလက်ပြန်ဆိုင်တော့အိစားမွေးသူရင်းနဲ့တူလာရအောင်မေဟုတ်ကဲ့ဖေဖေရေရင်းနဲ့မှာတော့အမိုက်တွေရှိရနော်ခြံရှင်ဟာသူ့ခြံတော့ငါကြည့်ပုံမပေါ်ဘူးအမိုက်ကတော့စေမဖြစ်မေအိမ်ဆောင်ရင်ရင်းလို့လေကိုရိုင်းတော့မလုပ်ပါနဲ့ကိုမောင်ရေရေရင်းကဘလောက်နဲ့မှမသိဘူးကိုရိုင်းတော့ဘယ်လုပ်ပါမလဲအိမ်ဆောင်ရဲ့အတွက်အုတ်သေးကြောင့်ဘီလက်နေတွေတက်တွေရောက်ရှိလာကြအောင်ဥမောင်းတဲ့အလုံးရှုပ်နေပြီအိမ်ဆောင်ပစ္စည်းတွေမပြောင်းမရှာရေးအတွက်အဆောင်ထားဖို့လိုအပ်တယ် အဆောင်ရှာဖို့ကလည်းတော်ရုံနဲ့ဘယ်ကူမှမဟုတ်ဘူးဘလို့လို့ကြမလဲကိုမောင်ပျောက်ရှာကိုရင်တော့ဒုက္ခပဲအဆောင်ထားဖို့ကလည်းမလွယ်ကူယုံကြည်စိတ်ချရပါအောင်ပါတို့မှလည်းဒီလိုမရှိတာခက်တာဘူးကွာတသမားစီယာပေးရန်စီယာတွေကတရားရောက်ကိုစောင့်ဟိုင်းရောမရဘူးလားကိုမောင်မေးပြီးပါပြီအကုန်လုံးကသူ့မိသားစုနဲ့သူဆိုတော့လာမဆောင်နိုင်ကြဘူးချက်ပြုတ်စားသောက်ဖို့ကရှိနေရင်နီဒါဆိုဘလို့လုံးကြမလဲကိုမောင်ကျုပ်ပဲဆောင်ရတော့မှာပေါ့ဗျာ ဟဲ့ဖြစ်ပါမလားဘာလို့မဖြစ်ရမှာလဲဝိပ္ပစီမှာကိုမဆိုင်ကုံတော့မှာပေါ့နေဖို့စားဖို့ကဘလို့လုပ်မလဲဘီလက်မြေကြီးထားဖို့တဲတလုံးစားရမယ်အဲ့ဒီတည်းမှာပဲနေရမှာပေါ့တယောက်သေးသွားနေရစိတ်မချပါဘူးကိုမောင်ရဲ့ကျမပါလိုက်နေပါမယ်ကျမချက်ကြီးပါမယ်မိမအိမ်လုံးတစ်ဖက်နေပါမမွေရတမိငယ်အတွက်မရှိနေမှာဖြစ်မှာလေကျွားကျုံဘမဆာဆာစားလို့ရပါရဲ့တလက်လောက်ပဲတိခိုင်ရမှာပါပစ္စည်းတွေတုံးပြီဆိုရင်စောက်စီရမလို့တော့ပါဘူး ိတ်မချပြီမဲ့မတက်နိုင်ဘောစိတ်မပူစမ်းပါနဲ့ကွာကျုပ်လဲနေရဆုံးမှာတောင်းဝင်ကြတော့မှဆိုဖြစ်တယ်လို့နေဖြစ်တယ်လို့စားခဲ့ရတာပဲလေဘာအခက်ခဲမှမရှိပါဘူးမမွေရကျမအားရခါထမင်းနဲ့ဟင်းချက်ပြီးတော့ယူလာပေးပါမယ်နေပါစီကွာခီးဝေးပါဒီနေ့ကစားပြီးစောင့်ပါလေကိုမောင်ဒီနေ့ကစားပြီးတော့စောင့်အောင်ပါဘောကွာပစ္စည်းတွေချပြီးနေပြီဟိုမှာဘသူရှိလဲလက်သမားကြီးရှိနေကျုပ်သားမသူတို့ကပြန်ကြမယ်လက်ဖြန့်အင်ဦးတိုင်ထူတော့မယ်လက်သမားဆရာကြီးက ပွဲပြင်တာသူကိုလုံပွေးမယ်ပြောတာပဲ။ကောင်းလားဗော။ကျမတို့ကဘာမှနားမလည်ဘူးလေ။ကျုပ်ကအဝေးစားနေနေနဲ့ဒဝက်တာလေးထည့်ပေးနိုင်အောင်။စောင်းနေချောင်းနေပါထည့်ပေးနိုင်နော်။အကုန်ပြင်ပေးနိုင်မယ်။ဖျောင်းတိုင်နဲ့လက်နှိပ်မီပါထည့်ပေးနိုင်မယ်နီ။ကျမလေးစနေနေ့လာခဲ့မယ်။အေးအေး။နေနေစားအတွက်ထမင်းဆိုင်မှာထည့်ပေးနိုင်မယ်နော်။ကောင်းလားဗောကွာ။နောက်နေ့ရကြရင်တော့ထမင်းပေမှာတော့ဝယ်စားမလဲ။ကားရှိနေရပြီ။ထမင်းဆိုင်လိုက်ရှာပြီးတော့စားရမှာဗော။ကျမပစ္စည်းတွေတွားပြင်လာအောင်မယ်။ ဆရာကြီးကျွန်တော်ပြန်တော့မယ်။လက်ပြမနဲ့ရှင်းနိုင်ရောက်လာခဲ့ပါမယ်။အိမ်တိုင်းထူရင်ပွဲတင်ဖို့အကုန်ပြင်ဆင်လာခဲ့မယ်။ဟုတ်ကဲ့ဗျာ။ကျေးဇူးတင်ပါတယ်။ရေရင်းကိုအမိုက်ဆေးပေးကြပါဦးဗျ။ပတ်စံပေးပါမယ်။မနေ့ပြန်ဆေးပေးပါမယ်။မစလာနေဖို့ခြေနဲ့ဆေးဖို့ရင်းလို့တယ်။ဒီနေ့ရောရေမချိုးရတော့ဘူးပေါ့ဗျာ။မနေ့ပြန်ဆေးပေးပါမယ်။ဒီနေ့ကအချိန်မရှိတော့လို့ပါ။ရပါတယ်ဗျ။ကျွန်တော်ပြန်ဦးမယ်ခင်ဗျ။ဟုတ်ကဲ့ကောင်းပါပြီဗျာ။ ညနေ9:00နာရီတော့မှလက်သမားကောင်းဆောင်နဲ့လက်သမားဆရာပင်ရဆရာတို့ပြန်သွားကြတယ်။တပည့်ချန်ကနေ့စီပန်းနဲ့စပေးပန်းရင်းနှီးတို့ဟာတင်းပြက်နေရောတယ်။ခြေထဲမှာလမ်းလျှောက်ရင်းနဲ့မကြမီဆောက်လုပ်တော့မယ့်အိမ်လေးကိုမျိုးလုံးလေးမှပုံဖော်နေမိရောတယ်။တီးပင်စားပေးနေတဲ့တာယာနီမဲချန်ကိုလည်းမျိုးလုံးလေးမှပုံဖော်နေမိတယ်။ခြေထဲမှာလမ်းလျှောက်နေရာကနေပေါင်စာပြူလာတာကြောင့်ယာယီပြုလုပ်ထားတဲ့တဲပုံတက်လာခဲ့တယ်။တဲဆိုတော့လေအကောက်ကွေးမရှိဘဲနဲ့ဒဏီမိုးပြင်ခင်းယာယီတဲတာဖြစ်ပါတယ်။ တဲပုံမှာဘီနိုင်မြေအိတ်တွေတင်ထားပြီးတော့တဲရှိမှာတဲပုံတစ်တွေနဲ့အုတ်တွေရှိနေရတယ်။မောင်ရီမတိုင်းခင်ထမင်းစားတော့လေထမင်းစားမကောင်းတာကြောင့်ပိုရှန်နေရဲ့ထမင်းနဲ့ဟင်းတွေကိုခြံထောက်မှာတွားရောက်ဆင်းပြေးလိုက်ပြီးရင်နောက်တော့တဲပုံပြန်တက်လာတယ်။လက်ရှိမိမရသေးရကြောင်ဖျောင်းနိုင်ဟုတောင်းအကူရမှာဖြစ်တာကြောင့်မိကျင်းနေဖျောင်းနိုင်ကိုအစင်းသိမ်းလုပ်ထားပြီးတော့အိဆောင်ရီယိုလေးကိုဖွင့်က VOA နိုင်ငံသားသတင်းကိုနားထောင်နေရတယ်။တဖြည်းဖြည်းနဲ့အနည်းအောင်ပြောက်ွယ်ကအမောင်တို့ကကြီးစိုးလာခဲ့နေပြီ။ တပတ်ကြာဓမီဟောင်မြင်လိုက်တာကြောင့်တပတ်ကြာမှာခြံဆောင်တရားရောက်ရှိနေရကိုသိရတာကြောင့်အားတက်သွားခဲ့တယောက်တည်းဖြစ်နေရကြောင့်အိဆောက်ပစ္စည်းနိုင်ရောက်ခွေးယူပါအောင်ခုခံရမဖြစ်နိုင်ဘူးလေလူဆောင်ရှိနေကြောင့်ပြတ်တယုံမလေးတကယ်ဖြစ်လာပါကပြန်နေခုခံရမဖြစ်နိုင်ကြောင်းဥမောင်းတေနားလေပါ၏တပတ်ကြာမှာအဆောင်ရှိနေရကြောင့်တခုဆိုပါကအကူညီတောင်းရရနိုင်ပါ၏အရှိချန်နေအနီးနားမှာခြံနေရာချက်ခတ်ထားရုံခတ်ထားပြီးတော့လူနေထိုင်ခြင်းပန်းမီနဲ့ စားပင်တီဝင်နေစိုက်ပျိုးထားခြင်းမရှိတဲ့အပြင်မြေရိုင်းတွေခြုံနေပေပောင်းနေနဲ့ပြည့်နေနေရောတခုဆိုရင်တော့အာကိုရံမှာနေစီချံမှာခြံဆောင်တာရှိပြီရောဖျောင်းနိုင်မင်းညိုဟာလေးဝေးလိုက်တဲ့အခါရင်းနေနေရောလက်ကလိုက်ကိုကြည့်နေတဲ့အခါည9နာရီကျော်နေပြီလာဆိုင်ရံမိုးလိုက်အောင်ကလည်းခြံတွင်းကိုဖျက်ချက်ထားတယ်အဲ့ချင်းစိမ်မရှိတာကြောင့်အဲ့ရပေါ်မှာထိုင်ပြီးတော့ဟိုကြည့်ဒီကြည့်လုံနေမိတယ်အဲ့ချင်းမှာပဲတည့်ရပြင်အောက်ကလူရိတ်တရံတစ်ခုကို လိုက်ရအောင်မြင်လိုက်ရတာကြောင့်တကုတ်ထင်မှတ်ပြီးတော့လက်နိုင်တမီနဲ့ထိုးကြည့်လိုက်တော့ရင်ထိန်နေရဲ့လက်နိုင်တမီရောင်အောင်မရင်တွင်းနေရတဲ့ဒူပုံတရံကောင်ဥမောင်တွင်ကိုလက်ရည်ပင်မကြည့်ပဲနဲ့ခြေနှောက်ကိုတူးရွေးနဲ့ရွှေလျားနေကြတယ်။ဥမောင်တွင်လည်းတကုတ်ထင်မှတ်ပြီးတော့အနီနာဟာတစ်သားထုတ်တချောင်းကိုကောက်ယူကောင်လက်နိုင်တမီကိုပိတ်ဖျောင်းနိုင်မီကိုမိငိမ့်တက်လိုက်ပြီးတော့အခြေအနေကိုစောင့်ကြည့်နေလိုက်တော့ရင်လူရိတ်တရံတစ်ခုကခြေနှောက်ကိုရောက်တဲ့အခါမတက်နေထားနေဒီဘက်အနေထားဖြစ်သွားတာကြောင့် ။ဦးမောင်တွင်လည်းအတော်စိတ်ဝင်စားသွားတယ်။တကူးတဝက်နေရောက်ဘာချန်ကြီးနဲ့အိမ်လိုပြုလုပ်နေရတာကိုလည်းသိချင်လာမိတယ်။ဘလို့ပဲဖြစ်ပါစေလူသောရှိသောအတန်ပြူရဲ့အတွက်ချောင်းဟန်လိုက်လျော်ရင်။ချောင်းဟန်လိုက်တဲ့အချိန်မှာပဲဒီဘက်ထောက်နေတဲ့နှစ်ယောက်ထဲကတယောက်ကလက်ကြီးလိုက်တဲ့အခါတော့ဦးမောင်တွင်တယောက်အထိတ်တလန့်ဖြစ်သွားတော့တယ်။ဒီဘက်အနေထားနဲ့လက်ကြီးနေတဲ့မျက်လုံးတွေကရေရဲနေနေကြတယ်။လူသားမဟုတ်တာကတော့တိကျသွားခဲ့တာကြောင့်တနေ့သမီးကိုထိုးပြီးတော့ လက်ထရအတွက်ကိုကြည်ကြည်ပေါင်းဆုပ်ကိုင်းကအဲ့ဒီနေရာကိုသွားရင်ပြင်လိုက်တဲ့အချိန်မှာလူရိတ်တဲ့တဲ့ကူအောင်ရေရင်းလေးကိုခုံချသွားတာကိုတန်တအောင်မြင်တွေ့လိုက်ရတယ်။ရေရင်းကိုတမိနဲ့ထိုးကြည့်တော့လေအရေးအောင်မမြင်ရတော့တာကြောင့်တဲပေါ်ကိုပြန်လာခဲ့တယ်။အင်းဒီညာဒူလောဒူလောအတွင်းများစွာကြောင့်ဥမောင်းတဲ့တရားကောင်းမွန်နေချိုက်စွာမအိပ်ဆက်ခဲ့ရပါဘူး။မနက်မိုးတော့အလင်းရောက်ရင်တော့အိမ်ရထားပြီးမင်းကြီးအရေးကြတဲ့ကူတွားရောက်ခဲ့တဲ့ခြံနောက်ကိုတွားအောင်ကြည့်ရှုလျော်တယ် ခြံနောက်ကိုရောက်တဲ့အခါမှာတော့ဥမောင်းတင်တရားပဇံအဟောင်းသာဖြစ်ခဲ့ရလျော်ရင်စားမကောင်းတာကြောင့်ကျန်ရှိနေတဲ့အစားအသောက်တွေကိုခြံနောက်မှာဆွံ့ပြေးခဲ့တော့လေဒီကနေ့မနက်မှာတော့ထမင်းစစ်တစည်းမှမကျန်တတက်စင်ပြောင်းနေနေပြီအဲ့လိုဆိုပါအဲ့ဒီရန်တစ်ခုကပရလောကသားတွေဖြစ်နိုင်ကြောင်းဥမောင်းတင်သဘောပေါက်လျော်ရင်တသမားဆရာကြီးအင်ဦးတိုင်ကိုရေပေါ်ထိုးပြီးနောက်ပွဲပြေးပြီးတော့အိမ်တိုင်းထူချင်းအမှုကိစ္စပြီးသွားခဲ့နေပြီ။ညကကောင်းမှုဆောင်မအိပ်ဆက်ခဲ့ရတာကြောင့် နှလုံးတွေချိန်ဆက်နေတော့လေလက်သမားစရာတွေအလုံးလုံးကိုင်နေတာကြောင့်တီးတမောပြန်ရမဖြစ်နိုင်တော့ပါဘူးရေရင်းဆက်ပြီးကြပါဦးဗျာတောက်ရင်နေမျက်နှာတင်နေရတယ်ပတ်စံပြီးပါမယ်ဗျာဟုတ်ကဲ့နှုတ်ပြီးပါမယ်မဖို့နဲ့သူရတို့မီနိုနီယာရေရင်းနေရအမိုက်တူဆေးမိလိုက်ကြပါကွာအရက်ဘူးရတာပေါ့ဟုတ်ကဲ့ဆရာအသက်20ကျော်ခန့်ရှိတဲ့မောင်ဖုံးနဲ့သူရတို့နေရာရေရင်းဘက်ကိုထွက်သွားတာကြောင့်ဦးမောင်တင်လေရေရင်းကိုလိုက်သွားတယ်ရေရင်းကိုရောက်တော့မောင်ဖုံးကကျိုးတက်ထားတဲ့ရေပုံနဲ့အမိုက်တူကိုဆေးယူလိုက်ရတယ် ရေပုံးနဲ့အမိုက်ခတ်မှာတော့ပြီးပါတော့မလားကွာဒီကားမရှိတော့ပါဦးမင်းဒီကားဘမငါလူရမလဲကျွန်တော်လည်းမသိဘူးဗျဝါးလီကားကိုကြိုးချီပြီးစင်းတော့ပြန်ပြန်ပြီးတာပေါ့ဒါဆိုလည်းဝါးသွားဝယ်ဗျာကျွန်တော်ပတ်စံပေးလိုက်မယ်ဒီနောက်မှာတော့ဝါးဆိုင်မရှိဘူးခင်ဗျမနေ့ပြန်မှာစင်ရင်ဖြစ်မလားကျွန်တော်တို့ကျိုးဝင်လာပြီးတော့ကျိုးနေကလုံးမယ်နိဒါဆိုလည်းမနေ့ပြန်မှာပဲစင်တော့ကွာရေပုံးနဲ့ခတ်နေလို့ကတော့ပြီးမှာမဟုတ်ဘူးဟုတ်ကဲ့ဦးမင်း မနေ့ပြန်မဆိတ်ပြီးပါမယ်ကျွန်တော်တို့အလုပ်ဆက်လုပ်လိုက်အောင်မယ်နော်အေးအေးငါလည်းထမင်းသွားစားလိုက်အောင်မယ်ရေပုံးနဲ့အမိုက်တူကိုဆိတ်ယူနေစီရအလုံးမဖြစ်နိုင်တာကြောင့်မောင်ဖုံးတို့ပြောသလိုနောက်ရက်မှပဲဆိတ်ယူရမယ်လို့ဆုံးဖြတ်ပြီးတော့လက်လျှော့လိုက်ကြတယ်ဒီမင်းစားရဲ့အတွက်ထွက်လာခဲ့တော်တယ်ပဒမားစီယာပင်ရစီယာပြီးပြန်သွားကြပြီဖြစ်တာကြောင့်ကားဟူတရေပင်ကြီးအောက်ကိုရွှေ့လိုက်ပြီးတော့ပေကျင်းကက်ချံကိုအကူကြီးတောင်းကရေချိုးရဲ့စီစဉ်ရတယ်အိမ်နောက်တော့တဲပေါ်တက်ပြီးတော့လက်နဲ့တော့ပေါ်ပါနေဆက်ပြခဲရေနှဲလုံးကြီးယူပြီးတော့ ပေကျင်းကကြောင်ထွက်သွားလျော်ရင်ချက်ရှင်တို့ချက်ရှင်တို့ချက်ပေါင်းဝကနေပြီးအချိန်တော်ကြောင်အော်ခေါ်လိုက်တဲ့အခါမှာမူမောင်တင်တဲ့တပ်တူရဲ့ဒုက္ခရှိမင်းအမျိုးသားတဦးချက်ဝောက်ရောက်လာလျော်ရင်ဘာကိစ္စရှိလို့လဲဗျကျွန်တော်ဟိုဘက်ခြံဝင်လိုက်တဲ့သူပါရေချိုးဖို့အဆင်ပြေလို့ရေလာချိုးတာပါဩဟုတ်ကဲ့ချိုးပါခင်ဗျရေရီယာဟူနာမှာကျေးဇူးတင်ပါတယ်ခင်ဗျရေမချိုးရတာနှစ်ရက်ရှိပြီဟုတ်ကဲ့ဟုတ်ကဲ့ချိုးပါခင်ဗျဘေးချံအမျိုးသားလက်ညှိုးညွန်ပြားရေတွင်းစီကို လေးစီပန်းခင်းချာကနေဖြတ်သွားပြီးတော့ရေကိုအားရပါရချိုးလိုက်တော့ရင်အေးမရရဲ့တွင်ရင်တဲ့အတူအေးမရရဲ့နေစီပန်းရဲနိုင်လို့ကြောင်းဦးမောင်လေးရဲ့စိတ်ကိုလန်းဆန်းစေခဲ့။ရေချိုးပြီးရင်နောက်တော့ဘေးချံအမျိုးသားကိုကျေစုတင်စကားပြောရင်ချက်နှင်းမှလိုက်ရှာလေရော်ရင်ကျွန်တော်ဒီမှာဗျ။ဟုတ်ကဲ့ကျေစုတင်ကြောင်ပြောချင်လို့လိုက်ရှာနေရ။ရပါလေဗျာ။လာလေးဗျ။ရင်းနှီးချမ်းတောက်ပါအောင်။မတောက်တော့ပါဘူးဗျာ။အိမ်ဆောင်နေရလားဗျ။ဟုတ်ပါရဲ့ဗျ။ဝေစီယူပြီးရင်အနားယူမလို့ဗျာ။နောင်ကြီးကရောဒီချမ်းမှန်ရှင်လား။ မဟုတ်ပါဘူးကျွန်တော်ကချမ်းလှုပ်သွားပါတက်ကနေစိတ်ခွင့်ယူပြီးတော့ချမ်းလှုပ်သွားဝင်လုံနေရပါကျွန်တော်ကစိုက်ပျိုးရေးဝါသနာပါတယ်ကောင်းနေပါကျွန်တော်လည်းတိပင်းစားရင်းနေစိုက်ပြီးတော့ဒီမှာပဲတက်တက်လုံးနေပြီးတော့ခေါင်းချသွားမလားလို့စိတ်ကူးထားတယ်ကျွန်တော်နာမည်မောင်းတင်ပါကျွန်တော်နာမည်တင်းမြအောင်ပါကျွန်တော်ပြန်လာအောင်မယ်ကိုတင်းမြအောင်ဟုတ်ကဲ့ခင်ဗျဒါနဲ့ချန်နေပါပဲအိတ်တာလား ဟုတ်ပါတယ်တစ်တွေပြည်တတ်မြေအိတ်တွေခြားထားတော့ခိုးခဲ့ရမှာစိုးလို့ပါအော် အကြောင်းတစ်ခုရှိရင်တော့ကျွန်တော်လမ်းခေါ်လိုက်ပါဟုတ်ကဲ့ခင်ဗျဘေးချန်ကကုတင်မြအောင်လို့ဆက်ပြီးတော့ချက်ဝင်ပြန်လာခဲ့ချန်နေရောက်တာနဲ့အဝိစားလေးပြီးတော့မနက်ကဝယ်ယူလာခဲ့တဲ့အေးဆက်မှကြုံနေတဲ့ထမင်းနဲ့အေးဆက်နေတဲ့ဟင်းကိုရေးနေပြောချလိုက်ပြီးရောထမင်းစားတော့ PCB ရဲ့နောက်တော့ချန်နေမှလမ်းလျှောက်ရင်းနဲ့တရက်ပင်ကြီးကိုဖော်ကြည့်လိုက်တယ်ရက်တင်နဲ့အုံဆိုင်ကတိတိမမရှိနေတဲ့တရက်ပင်ပေါ်မှာထူးခြားတဲ့ဇုံတရားမှမတွေ့ရပါဘူး တရက်ပင်ပေါ်ခုန်တက်သွားတဲ့အေးမမဲနှစ်ခုအောင်လူသားမဟုတ်ကြောင်းဥမောက်တဲ့သဘောပေါက်ပါရင်ရေမိုးချိုးပြီးတော့ချက်စစ်စစ်ဖြစ်လာအောင်တိုးပြန်ပြီးတော့အနည်းရဝင်လိုက်ပြီးရေဒီယိုဖွင့်လိုက်တော့မြမအတန်ထိုးလိနေတဲ့တချင်ကိုနားထောင်နေတယ်။မင်းညာအေးဖြစ်ထားတာကြောင့်မျိုးလုံးကြီးကမေးစင်းလာကြတယ်။အဲ့ချင်လုံးသားကြောင့်ရေဒီယိုပိတ်ကချင်အောင်ထောင်းလိုက်ပြီးတော့အဲ့ချင်လုံးသားကြောင့်ရေဒီယိုပိတ်ကချင်အောင်ထောင်းလိုက်ပြီးတော့အိယာဝင်ခဲ့နေရတယ်။မသိစရိတ်နှိုးဆော်မှုကြောင့်အိမောကြနေရတယ်။ပေါ့တွေလည်းနိုးလာနေတယ်။ စာချင်းတော်နေကနေအပြင်ကြီးလိုက်တဲ့အခါတော့လိုက်ရောင်ဟာချက်တကူလုံးကိုဖျက်ချက်ထားတာကြောင့်ချက်နည်းကိုရှိရှိလေးလေးမြင်တွေ့နေရတယ်။အဲ့ချိန်မှာပဲကုအမချုပ်ထားတဲ့စာကိုတယောက်ကဆွဲယူလိုက်တယ်လို့ဖြစ်သွားတာကြောင့်စာကိုဖျက်ဆဲယူရင်းနဲ့ဓမီကလည်းနေတဲ့မီကိုအမြန်ဆန်းလိုက်တော်တယ်။ဟာဘေးကောင်းလေးကွာ။ဓမီကိုဆန်းနေချိန်မှာပဲချက်နာကိုဆွဲဖြုတ်လိုက်တာကြောင့်ဥမောင်တွင်နဲ့တန်တော်ရေရွကချက်နာနည်းကနေအပြင်ကိုအမြန်တက်လိုက်တော်တယ်။ဟာချက်နာနည်းကအထွတ်မှာမြင်လိုက်ရတဲ့မြင်ခွင်ကြောင့်ဥမောင်တွင်တယောက်ချက်တီးမှုမြင်နေထားသွားလိမ့်တော်တယ်။ စနောက်ပြင်းကိုထွက်လိုက်တဲ့အချိန်မှာပဲချင်းဘက်မှာပြူးချိန်ပြီးတော့နေရင်နေရင်မျက်လုံးနေနဲ့စိုက်ကြည့်နေကြတဲ့ခွင်းနဲ့ကြီးနဲ့ကောင်မြင်တွေ့လိုက်ရတယ်။ဥမောင်းနေနဲ့ကြောက်ကြောက်လန့်လန့်နဲ့လက်ထရတံမီကိုခလုတ်ဖွင့်ပြီးတော့ထိုးကြည့်လိုက်တဲ့အခါတော့ခွင်းနဲ့ကြီးတွေမဟုတ်ပဲတကယ်လို့အမွေးမြင်တွေဖုံးနေတဲ့ပူပူကွာကွာတရဝါကြီးနဲ့ကောင်မြင်တွေ့လိုက်ရတဲ့အခါတော့တိတ်ဝါနေဆင်းပြေးပြီးတော့လက်နဲ့တခုခုကိုအမြဲရှာဖွေနေရတယ်။ကံကောင်းထောက်မစားနဲ့အိနိုင်တူးရဲ့ကော်ပြားကို တစ်ပုံပြီးမှမြင်လိုက်ရတဲ့အကြောင်းအပြူလာယူပြီးတော့တရဝါကြီးနှစ်ကောင်ကို၆လက်မောင်းထုတ်လျော်တယ်။သွားကြစမ်းဟိတ်ကောင်နေသွားကြစမ်းခေါ်ပြားကိုရိုင်းနေရင်အတိတ်အနေထားနဲ့၆လက်နေစဉ်တရဝါကြီးကတိတ်ဘဝနဲ့ဆင်းလာနေကြတယ်။ခနာကိုကြီးပါပြီးတော့ပူပူကောက်ကောက်တရဝါကြီးတွေကိုကြီးကဦးမောင်တရားထိတဲ့လာလျော်တယ်။လူကလည်းတမုထေကာထားတော့အစမပြေရွှေဆိုကအတရခေါ်ပြားနဲ့ရိုင်းနေရင်ရွှေထားလျော်တယ်။အဲ့ချိန်မှာပဲပူပူကောက်ကောက်တရဝါကြီးတွေကဦးမောင်တင်ထံကိုမလာဘဲနဲ့ရေရင်းထံကိုထွက်သွားကြတာကြောင့် ဦးမောင်သွန်းနဲ့စိတ်သက်သာရာရခဲ့တယ်။ဗမဲတရဝါကြီးတွေကိုမျက်ချိမပြတ်စောင့်ကြည့်နေစဉ်တရဝါကြီးတစ်ကောင်ကရေထွေးနဲ့ကိုဆင်းသွားကြတာကိုမြင်တွေ့နိုင်ရလျော်တယ်။တရဝါကြီးနှစ်ကောင်မြေခွေးနဲ့ရနေပြောက်ွယ်သွားတဲ့အချိန်မှာဦးမောင်တဲ့တရားကိုတဲပေါ်ပြန်တက်လာခဲ့တယ်။ကျောင်းစတင်ဝေယူပြီးချိန်အားစပြီးတော့အိမ်ဆောက်တဲ့အထိမြေတန်ချင်းကိုမလုဆောင်ခဲ့မိတဲ့အတွက်နောက်တရနေရော်တယ်။အခုချောင်းဝယ်မိတာမယုံခဲ့လိပြီလို့လည်းတွေးနေမိရော်တယ်။အိမ်သစ်တက်တဲ့အခါမှာတန်ဃာတော်တွေကိုစွန့်ကြည့်ပြီးတော့ပေတရားတော်တွေရုပ်ဆိုခြင်း တမောဝါရုပ်ဖိုက်ခြင်းနဲ့အများအတန်းပြည်ဝင်မှာဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်လျော်ရင်ထိလဲမွေရာကိုမိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်အေဂျင်စိပြောက်ကမျက်လုံးနေလဲကျသွားခဲ့နေပြီအပေါ်ပါပဲတကူနဲ့ဖြစ်နေတဲ့အတွက်နဲ့အားငယ်သလိုခံစားနေရတယ်ရည်တို့မြေပေါ်ဆက်ဖြစ်အောင်မှာကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ရည်ရင်းကိုတောင်းမမိတ်မတုံးကြည့်နေရော်တယ်ရည်ရင်းနဲ့ဥမောက်တင်နေထိုင်နေတဲ့တေအောင်ပေ60ကွာလောက်သာရှိတာကြောင့်ရည်ရင်းကိုကောင်းစွာမြင်တွေ့နေရပါတယ်ဥမောက်တင်ရဲ့ဖြောင်းနိုင်မှုမထုံမင်းနဲ့ရည်ရင်းကိုတောင်းအသေးစားကြည့်နေရော်တယ် အဲ့ဒီအချိန်မှာပဲယူရီးနီယာလက်လီးဘက်ပေါ်ထွက်လာပြီးတော့ယူရင်းပေါင်ပေါ်ကြော်တက်လာနေကြတဲ့သူနှစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်။ဦးမောင်တရားနဗီးမှာချထားရဲ့ခေါပြားကိုအတားကောက်ယူလိုက်ပြီးတော့အချင်းလေးကိုစောင့်ကြည့်နေရတယ်။ယူရင်းပေါ်ကိုတက်လာကြတဲ့သူတွေကိုလက်ရောင်နဲ့ထင်းထင်းရှားရှားမြင်တွေ့လိုက်ရတဲ့အခါတော့အသက်30တသားခန့်ရှိမယ့်အမျိုးသားနှစ်ဦးဖြစ်ကြောင်းသိလိုက်ရလျော်တယ်။အခုလိုအချိန်မျိုးမှာယူရီးနီယာအလွယ်တကူတက်လာကြသူတွေနဲ့လူသားချင်းချင်းမဟုတ်နိုင်ကြအောင်သိလိုက်ရတာကြောင့်ဂုံတော်ကိုပါနဲ့တမုတ်တီကာလာတော်ကိုအတန်ထွက်ရုံများယူဆနေရတယ်။ ယူရီနီယာတက်လာကြသူတွေရောပေါ်ပိုင်းကိုပလာချင်းနေကြပြီးတော့ပစိုးသူတို့ဝှထားကြတယ်။လက်နောက်တတဲကူရဲ့မမီရတော့လေခန္ဓာကိုယ်အချိုးစစ်ကအလုံချမ်းသမားတွေကဲ့သို့ကျင့်နေမှကြောတယ်။ဥမောက်တဲ့စူးရင်ထင်းတဲ့စာနဲ့ကြည့်နေစမှာပဲယုံကြည်ပြက်ခွေသွားလျော်တယ်။ဥမောက်ကလည်းပြန်ရင်မဖြစ်နိုင်တော့တာကြောင့်အရာပေါ်မှာပဲတင်းတင်းခွေကထိုင်နေလိုက်တော့တယ်။တဖြည်းဖြည်းနဲ့မနက်၈နာရီထိုးပြီးရောမင်းတစ်ချက်တစ်ချက်မျိုးလုံးတွေကမေးစင်းပြီးတော့အိမ်လိုက်သွားတာကြောင့်အိမ်မပြောသွားမိစေရင်မျိုးလုံးတွေကိုပုတ်တက်နေရတယ်။ တချမ်းများအင်းငိုက်သွားချိန်မှာခေါင်းမူးပေါ်မှာအတန်ကြာရကြောင်းမောကြီးနိုင်မိတဲ့အခါတော့တဲထုတ်တန်ပေါ်မှာတွင်လောင်းနေထားနေသောက်တွင်းဖြစ်နေတဲ့အရာတခုကိုမြင်တွေ့လိုက်ရတဲ့အခါဥမောင်သိန်းခေါင်းနှပန်ကြီးကချက်တီးမူးညင်းနေထသွားနေတော့အမလီပြဖျားဖျားတကူလုံးအမွေးမြင်နေဖုံးနေပြီးတော့ပြူးချင်နေတဲ့မျက်လုံးကြီးတွေဟာကြောက်စရာအလွန်ကောင်းပါလေဥမောင်သိန်းရဲ့ထိုင်နေရာအနေထားပြီးတော့တယောက်ကိုစီမိမဲ့ပြူးစင်ကျောင်းနောက်ဖက်မှာတယောက်ယောက်ရှိနေရာကိုခန်းစားလိုက်ရတာကြောင့်တဲကြီးလိုက်ရာ ဒီကုလုံးရေဆုပ်ဆွဲနေတဲ့အမျိုးသားတယောက်ကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာကြောင့်နောက်ကိုအမြန်ခုံဆုပ်လိုက်တော့တယ်။ပါဇက်ကလည်းတမုတ်တီကာထာကိုအဆက်မပြတ်ရွတ်ဆိုနေရောတယ်။ရေဆုပ်ဆွဲနေတဲ့အမျိုးသားကိုတန်တော်ကြည့်နေကြမှာပဲ။ထုတ်တန်းပေါ်ကတတော်ဝါကြီးဟာစံမြေပေါ်ကိုခုံဆင်းလာတာကြောင့်ဥမာတို့လည်းတယောက်ကိုစင်ပြေးနေရောတယ်။တပတ်ကြောင်ပြေးပြီးတော့အကူကြီးတောင်းရင်ကလည်းအချိန်မတော်ဖြစ်နေရကြောင်းအာနာမီတိုင်းမင်းလည်းယခုတက်ပုံပုံဆိုးရလာပါကအကူကြီးတောင်းတဲ့ကတောင်းဟပြီးတော့မယ်။ တယောက်ကတဲခေါ်ကိုကြည့်နေစမှာပဲယေရှုရွှဲနေတဲ့အမျိုးသားထုတ်တန်းပေါ်ကတရဝကဲသို့ရုပ်ကြီးပြောင်းလဲသွားပြီးတော့တရဝကြီးနှစ်ကောင်စလုံးတယောက်ကိုဆင်းလာရကြအောင်ဥမောက်တင်နဲ့ချောင်းဝောက်ပြေးနေရတယ်တရဝကြီးနှစ်ကောင်ကဥမောက်တင်ထံကိုမလာဘဲနဲ့ရေရင်းစီကိုတွားနေရကြအောင်ဥမောက်တင်နဲ့အသာဆောက်ကြည့်နေလိုက်တော့တယ်ရေရင်းစီကိုတရွေ့ရွေ့တွားနေတဲ့တရဝကြီးနှစ်ကောင်ကရေရင်းကိုရောက်တဲ့အခါတော့ရေရင်းနဲ့ကိုဆင်းသွားတာကိုမြင်တွေ့လိုက်ရလျော်တယ်အနည်းငယ်မပြီးတော့လေလိပ်ပြောင်ရေးသူသာဖြစ်ပါကနေရာမှာရင်အသက်ထွက်သွားနိုင်ပြီး အဲ့ဒီတော်ဝိုင်းကောင်ကတစီဝေသာဖြစ်ပြီးတော့မိတီအတွက်ကြောင့်ယူရင်းနဲ့ကိုစင်းသွားတာကိုဥမောက်တင်သိကျင်နေပြီးတော့ယူရင်းနဲ့အဲ့ဒီတစီနှကောင်ကိုတနည်းနည်းနဲ့ပတ်သက်မှုရှိရမယ်လို့လည်းဥမောက်တင်ကတွေးနိုင်မိပါတယ်ဘလို့ပဲဖြစ်ပါစေမနေ့ပြမနေ့မှာတော့ဘေးချံကုတင်မြောင်ကိုမေးမြန်းကြည့်မယ်လို့ဆုံးဖြတ်ပြီးတော့တဲဘော်ကိုပြန်တက်လာခဲ့ဥမောက်တင်ရဲ့စိတ်ထဲမှာကြောက်ရွံ့ထိတ်တဲ့စိတ်တွေဖြစ်ပေါ်နေရကြောင်းအဲ့ဒီညလည်းအေးပြက်ခဲ့ရပြန်တယ်ကျိုးလေးကတော့စီမီးသွားပြီဦးလေးရဲ့ ကျွန်တော်နှစ်ယောက်ရှင်းတော့မယ်။လာကြည့်နိုင်အောင်။တသမားကောင်းဆောင်တဲ့စကားပြောဆိုနေစဉ်မောင်ဖုံးရောက်လာပြီးတော့ရေရင်နဲ့ဆင်းရဲပြောဆိုလာကြောင်းဦးမောင်သူနဲ့မောင်ဖုံးနဲ့အတူလိုက်သွားလေရော။ရေရင်နှစ်ကိုရောက်တဲ့အခါတော့အုံးဆန်ကျိုးနဲ့ချောင်းရှိကျိုးလုံးနေကိုဟာပြီးတော့ဝါးတွေကိုလေကားအထိပ်ဖြစ်ပြုတ်လောက်ထားတယ်။ကျိုးနေကောင်တွေ့လိုက်ရတယ်။ရေရင်နဲ့တစင်းတစ်ကောင်ရှိနေကြောင်းသိထားတော့လေမောင်ဖုံးတို့ပြောပြရရင်မတင်တာကြောင့်ရင်ကုန်နှုတ်ပိတ်ထားလိုက်။ဒီထားပြီးစင်းကြကွာ။စစ်ကြပါဦးနဲ့မောင်သူရနဲ့ ောင်ဖုံးပြင်းလက်သမားစီရတယောက်ကပါဝိုင်းပူရာကြောင့်အလွန်ဆင်ပြေကျူးလီကာကိုတည့်ရပင်မှာချီနောက်ပြီးတော့ရေရင်းလေးကိုချထားနေရောတယ်လက်သမားစီရကျူးလီကာခိုင်ခဲမှုကိုအသေးစားစစ်ဆေးပြရနေရေရင်းလေးကိုမောင်ဖုံးကအရင်ဆုံးဆင်းသွားနေရောတယ်သူရနဲ့လက်သမားစီရအမိုက်တရိုက်တွေထိရင်ချင်းနှောင်းကိုကျူးနဲ့ချီပြီးတော့ရေရင်းလေးကိုချပီးနေတယ်မင်းညာအေးမွားခဲ့တာကြောင့်ခဏပြင်းရတဲ့အတွက်တသမားစီအောင်ပြောကြတာတဲစီကိုပြန်လာခဲ့လို့ရတယ်။လှူထားနေကြဗျာမင်းညာကောင်းကောင်းမအေးရလို့ခဏလောက်တွားရင်တိုင်အောင်မယ်။ စိတ်ချပါဆရာကြီးမကြပါဘူးခဏပါပဲမောင်ဖုံးပြူချသွားပြီလုံးချပါအောင်ဟမောင်ဖုံးမောင်ဖုံးဟာရေထဲနေသွားပြီဟကျွန်တော်ဆင်းဆက်မယ်အိမ်မောကြနေကစူးစူးညံ့ညံ့အတန်းလေးကြောင့်ဥမောင်တင်လှမ်းနှိုးသွားတယ်လက်သမားဆရာနဲ့ပင်ရသမားတွေရေရင်းဘက်ကိုအပြေးသွားသွားနေကြတာကြောင့်ဥမောင်သူနဲ့အိယာနဲ့အမြန်ထားပြီးတော့ရေရင်းကိုအမြန်ပြေးသွားနေရောဟာသူရသူရပါပြူချသွားပြီဘာဖြစ်တာလဲဘာဖြစ်တာလဲမောင်ဖုံးရေနဲ့ပြုတ်ချသွားလို့သူတို့ကဆင်းခဲ့တာသူတို့ကပြုတ်ချသွားပြီ ကြားလိုက်ရတဲ့တရင်ဟာဥမောင်တွင်ကိုခေါင်းနပံကြီးသွားစီခဲ့အဲ့ဒီချိန်မှာပဲတစ်ဖက်ချံရောကိုတင်မြောင်နဲ့အပြေးသွားရောက်လာတယ်ဘလို့ဖြစ်ကြတာလဲဗျအမိုက်စင်းစဲရဲ့နှစ်သမားလေးနဲ့ရီရီနဲ့ပြုတ်ချသွားလို့ဗျာဟဲ့လူတွေထပ်မစင်းနဲ့တော့ရီရီနဲ့မှာအစိမ့်ငွေတွေရှိနေလို့ဖြစ်မယ်ခဏနေဦးခမောင်းမှာဖြောင်းနိုင်ရှိသလားဗျရှိတယ်ကိုတင်မြောင်ဖြောင်းနိုင်တဲ့မိစေအမြန်ယူပေးစမ်းဗျအဝကျေပလင်းတစ်လုံးရှိနေယူလာခဲ့ရီရီနဲ့ကိုတယောက်မှမစင်းကြနဲ့ ပလင်းတော့မရှိဘူးထမင်းဆိုင်တော့ရှိတယ်။ဒါဆိုကျွန်တော်ပလင်းတစ်လုံးပြေးယူလိုက်အောင်ပဲဗျ။ဥမောင်တွင်လည်းဖြောင်းနိုင်တဲ့မိကျေကိုအပြေးတော့သွားယူလေရော။ဥမောင်တွင်ပြောင်းလာတဲ့အခါတော့ဥတင်မြောင်လည်းပလင်းတစ်လုံးနဲ့နိုင်လုံကျိုးသေးတစ်ခုကိုကင်ပြီးတော့အပြေးတော့ရောက်လာလေရော။အဲနောက်တော့ဥတင်မြောင်ကအဝကျပလင်းတွေကိုဖြောင်းနိုင်ဖိမိုင်းကိုမိရှုကဆိုက်လိုက်ပြီးတော့ဖြောင်းနိုင်ကိုမင်းကြီးကပလင်းရဲ့ဒေဘီကိုနိုင်လုံကျိုးနဲ့ကြည့်ရေရီနဲ့ကိုတဖြည်းဖြည်းချင်းချလိုက်လေရော။ ဥဒင်မြောင်လောက်ကင်နေရာကိုဥမောင်တင်တဲ့လက်သမားဆရာကြီးကနားမလည်သလိုကြည့်ရှုနေကြစဉ်ရေရင်းအနေလောက်ရောက်မှရောင်းနိုင်ပြီးငြိမ်းသွားလျော်တယ်။တွေ့လားဒီထဲမှာအောက်ဆီဂျင်မရှိဘူးအစိတ်ထွေလည်းရှိနေတယ်။ဘယ်သူမှမစင်းနေတော့ရဲစခန်းကိုအကြောင်းကြားလိုက်တော့ကိုမောင်တင်ဟုတ်ကဲ့အခုပဲရဲစခန်းကိုသွားလိုက်ပါမယ်။အိမ်ဆောင်ပစ္စည်းတွေကိုအရှုံးခံရောင်းရတော့မှာပေါ့ကိုမောင်တင်ဟုတ်တယ်ကိုတင်မြောင်ဘယ်တက်နိုင်ပါမလဲဗျာ။ချက်ဝဲအိမ်ဝဲဆိုတာပဝင်းချီကိုအရင်ဆုံးစမီးနာကြည့်ရတယ်ဗျာ။ လူငယ်တဲ့ဆယ်နှစ်နောက်ကအဲ့ဒီရင်တွေထဲမှာချဲရှင်ကြီးကိုနှစ်ယောက်ဟိုလူတွေလိုပဲတိတ်ခဲ့ဘူးလေဗျာအဲ့ဒီချိန်ကဒီချက်မှာကျွန်တော်အလုပ်ဆောက်လုပ်တာရှစ်လလောက်ပဲရှိသေးတယ်ချဲရှင်ကြီးကိုတွေနဲ့ကတော့မြန်မြန်တက်မိုံပါပဲရင်းနှီးမှုတော့မရှိပါဘူးဒီသွားတဲ့ညီကိုနှစ်ယောက်မှာအဖေကြီးတစ်ယောက်ရှိတယ်ဒါဘာနှစ်ယောက်ကခြံဆိုင်စားကြတယ်သူတို့ခြံကပလေးမျိုးတစ်ပတ်မှာဗျာခင်ဗျားဝင်လိုက်တဲ့ခြံမှာသူတို့ဖြစ်ပဲနေတာခုနှစ်ယောက်ကဘလို့နေပြီးတော့တည်သွားကြတယ်ကိုတိမိအောင် သူ့ဖေးစီလာပြီးတော့ချက်ရှင်းပေးကြတယ်။ရေရင်းနဲ့ကိုဘာဆင်းထုတ်တယ်လဲတော့မသိဘူးဗျ။အကြီးကောင်ကအရင်ဆင်းနေ။အကြီးကောင်ရေရင်းနဲ့ပြုတ်ကြလို့ငယ်ကောင်ကဆင်းခဲ့တယ်။နှစ်ကောင်စလုံးရေရင်းနဲ့မှာတင်းနေကြတာသူ့ဖေးမသိဘူး။ဟမ်ဘလို့ဖြစ်လို့လဲ။အဖိုးကြီးကအပြင်သွားနေရင်လေအဖိုးကြီးပြန်ရောက်တော့သူ့သားနှစ်ယောက်ပြန်သွားကြပြီပဲထင်နေတာ။နောက်တရက်ရေချိုးဖို့ရေရင်းကိုသွားမှာသူ့သားနှစ်ယောက်တင်းနေရတွေ့တော့တာပဲ။ဟာဗျာ။အဖိုးကြီးနဲ့ စိတ်အတော်ထိခိုက်သွားပြီးတော့ခြုံရသည်မြစီနဲ့ထိုးရောက်နေခြေဝဲသွားတဲ့သူကမင်းလာတော်ဝါယာလက်ကဆိုလာပြီသူကအဲ့ဒီကြောင်သိတယ်ဈေးဘောဘောနေရလို့ဝဲလိုက်တာလीခြံလာကြည့်ရတဲ့သူတွေရှိပြီမေးဈေးမတဲတော့မဝင်ဖြစ်ကြဘူးခမင်းလေးမှအဆင်ပြေသွားတာသူလည်းခြံဝဲပြီးတော့နေတော်ကြောင်ဝင်းမြုပ်ထားရတာလीကျွန်တော်ကဒီကြောင်အတော်ကြိုက်ပါတယ်ဒီကြောင်မှာတည်တဲ့အထိနေဖို့တော့စိတ်ကူးထားတာအခုတော့ပြောလင်းထားတဲ့မြပြီရေစုံမျောကုန်တာပေါ့ဗျာကျွန်တော်လည်းမနေရဲတယ်လို့အယောင်းလေးအာသွားပြီပေါ့ ၄ငါချန်နေတော့စောင့်ကြည့်လိုက်ပါကျွန်တော်ကြတော့စေုံနေစောက်ဖို့ဆိုပြီးတော့လာကြည့်နေကြရတယ်အဲဒီခါကျရင်လေဈေးကောင်းရရင်ပေါ့ဗျာစေုံနေလာစောင့်ရင်စီးတော့မှာပါမတိတဲ့သူကတော့ဝယ်မှာပဲပေါ့ဗျာဒီလိုပဲလိုရတော့မှာပေါ့ကိုတီးပြောင်ရယ်အခုတော့တစ်တွေပြီးနေပြီအုတ်တွေကိုဈေးချော်ပြီးတော့ပြန်သွင်းလိုက်ရပြီစိတ်ထင်းမထားပါနဲ့ဗျာဆုံရှုံထားရပြီပြန်ရလာမှာပါကျွန်တော်စောင့်ရှောက်ထားလိုက်ပါမယ်ဟိုညီနောင်နှစ်ယောက်တောင်မှအတော်ဆူဆူဝါးဝါးချောက်နေတာ ဒီကောင်ပေါ်ရင်တော့ပိုဆိုးတော့မယ်။ခြံဝယ်ပြီးတဲ့အမြေတန်းပြရမှာပရေယိုအမြဝေပြီးတော့မြင်းလန်းခဲ့ရမှာအဲ့ဒီညီကိုညာတိုင်းမြင်ပါတယ်။တခါတလေခြံထဲမှာရှောက်သွားနေရဗျ။တစီပြီဖြစ်နေပြီတဲ့နေဒီကုလုံးလေးအမွေနေ။ဟုတ်တယ်ကိုတင်မြောင်။ကိုတင်နေရပိုနေရဲ့ညစာထမင်းနဲ့ဟင်းတွေကိုခြံထောင်းမှာလွှင့်ပြမိရဲ့။ညကြတော့မင်းမင်းကအဲ့နေအောင်သွားတာမြင်လိုက်တယ်။မနဲ့သွားကြည့်တော့ထမင်းတစီတောင်မှမကြံ့တော့ဘူးဗျ။အဲ့ဒါကြောင့်ပိုဆိုးသွားတာဖြစ်မေးဗျ။ သူတို့အစာကြီးတွေတင်ပြီးတော့ခမားစီကိုရောက်လာကြရနေမင်းဟုတ်လိမ့်မင်းကျွန်တော်လည်းမစင်မချိန်လုပ်မိတာဟုတ်တခုတော့ကောင်းပါပြီဗျအိဆောက်ပြီးတော့ကျွန်တော်မိသားစုပြောင်းလာမှာ၆လရင်တော့ဘာမှလုပ်လို့ရမှာမဟုတ်ဘူးချက်တော့မကြမကြလာကြည့်ပါမေးဗျကျွန်တော်မလာနိုင်တဲ့အခါချက်ုံကြည့်ထားပေးစီချင်ပါသေးစိတ်ချပါဗျခမားရဲ့ channel ကိုဘယ်သူမှမဝင်ရဲပါဘူးဂုံဂုံပြောရရင်ခွေးရောက်ဝင်ရဲဘူးဗျဗျဘလို့ဖြစ်လို့လဲသူတို့မကြိုက်လို့နေမှာဗောဗျ ရှင်ရှိမှခွေးအောင်မတည်ခဲ့ပါဘူး။ကျွန်မရောက်တာနဲ့ဖင်တီပြော့ပြီးတော့တာပဲ။ဟာဒါဆိုကျွန်တော်လာနေရမကြိုက်လို့များလားဗျ။ဒါလည်းဖြစ်နိုင်တာပဲ။အကောင်းဆုံးကတော့ပြန်အောင်လိုက်ပါဗျာ။အချင်းတော့နည်းနည်းစားအောင်ပေါ့။ဟုတ်ကဲ့ကိုတင်မြအောင်။အဲ့လိုပဲလုပ်ရတော့မှာပေါ့ဗျာ။ကျွန်တော်ပြန်လာအောင်မယ်နော်။ရှင်းတစ်ပတ်လောက်မှလာခဲ့ပါမယ်။ဟုတ်ကဲ့ကိုမောင်တင်။ချမ်းတွေစိတ်ချပါဗျာ။ပေးချံနေနေစီပိုင်ရနာလင်းနေတူ ပြည့်နေလာပြီးတော့နှာခေါင်းဝါးတွေတိုးဝင်လာကြတယ် လွန်ခဲ့တဲ့နေ့အတန်ကြာအဲ့ဒီနေ့စီပဲရင်းနဲ့တင်းတင်းပြပြကိုနေ့ချိုင်မိခဲ့ဒီပင်စားပြီးနေဝေးဆဆာနေတာယာနေမဲ့ချောင်းမလုံးထဲမှာမြောက်ပြီးတော့ပီတိဖြစ်ခဲ့ရဘူးလေအခုတော့လေမျက်ပင်ရိုင်းနေနဲ့ပြင်းနေပြီးတော့တစီရီကျက်စားရနေရတခုဖြစ်ခဲ့သေးပြီအခုကအနေငယ်စီကားလာပြီးတော့ဆဲဝင်နေတီဆောင်ဝဲစီမံကိန်းရလေစတင်နေပြီဖြစ်တဲ့အတွက်ခြံနေအဝေးလိုက်လာကြလိမ့်မယ်ဒါပေမဲ့လေနမေဆူးနေကြောကြခဲ့တဲ့ခြံဖြစ်နေတဲ့အတွက်ဝဲသူမရှိဖြစ်နေခဲ့တယ် မိမိကိုယ်တိုင်မနေရတော့လေဒီနေ့နေ့မှာတော့ချိန်အောင်ထွက်ပြီးတော့ပန်းပင်နေတတိဝလံပင်နေတာယာဆွေပင်နေချမ်းဖြစ်ပါစီလို့ဆုတောင်းရင်းနေကောင်းဖို့တက်ပြီးတော့အိမ်နေရာကနေထွက်လာခဲ့နေရောပြိတ္တများရှင်ရီရင်းနီးယားတစီဆိုတဲ့ဇလန်နီးယားတော့ဒီမှလေးပြီးဆုံးသွားပါပြီနောက်ရက်များမှလည်းဇလန်ကောင်းများစွာတိဆက်ပြီးဦးမှာမို့အားပေးနာဆင်ကြပါဦးနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်